င်္ဂလာပါတကြရချင်းစကနဲ့ကြိုးစားပါရယ်ပြီးခဲ့တဲ့ခေတ်တွေမှာတော့ traditional banking စနစ်တွေကြောင့်ကျွန်တော်ညီမဘေးကပြည်သူတွေအနေနဲ့နိုင်ငံတကာယူကမှာ investment လုပ်ဖို့ဆိုတာအင်တန်ခဲရင်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ဒီချိန် cryptocurrency ခေတ်မှာတော့ cryptocurrency မှာပဲ invest လုပ်မှာနိုင်ငံတကာက stock ဈေးကွက်မှာ investment လုပ်မှာနိုင်ငံတကာက internet ဈေးကွက်မှာ investment လုပ်မှာအင်တန်လွယ်ကူတဲ့အနေအထားကိုရောက်နေပါပြီ cryptocurrency investment နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ဗီဒီယိုပေါင်းများစွာမှာကျွန်တော်ဖော်ပြခဲ့ပေးပါပြီဒီနေ့ဗီဒီယိုမှာတော့ ဒူဘိုင်းက Intel Music Group မှာ cryptocurrency နဲ့ investment လုပ်လို့ရနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေ။နောက်ပြီးတော့အဲ့လို investment လုပ်တဲ့လူတွေအနေနဲ့ရရှိနိုင်မဲ့10နှစ်စာ Golden Visa အကြောင်းအရာတွေနဲ့နှစ်စဉ်ပြန်လည်ရရှိနိုင်မဲ့ ROI Return on Investment အကြောင်းအရာတွေကိုကိုဒီဗီဒီယိုမှာမျှဝေပေးမှာဖြစ်ပါတယ်။ပြီးခရရဲ့ပိုင်းကဒူဘိုင်းက crypto event ကိုကျွန်တော်သွားခဲ့တယ်။အဲ့ဒါသွားရင်လည်းဒူဘိုင်းမှာရှိတဲ့ဒီ Intel Agent တချို့နဲ့ကျွန်တော်ဆွေးနွေးဖြစ်ခဲ့တယ်။ ကျွန်တော်ကတော့ဒီ intern တွေဘက်မှာအဓိက investment လုပ်ခဲ့လို့မဟုတ်သလို intern agent လည်းမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့နဲ့ဆွေးနွေးတော့ရရှိခဲ့တဲ့ဘူးတူတာတွေကိုနိုင်ငံတကာမှာ investment လုပ်ဖို့အတွက်အခွင့်အလမ်းရှာနေတဲ့သူတချို့အတွက်တည်တည်နေစင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်အခု DVD မှာပြန်လည်းညှောက်ပေးခြင်းဖြစ်ပါတယ်။အဲ့တော့အဲ့လိုဆွေးနွေးတဲ့အချိန်မှာကျွန်တော်တည်ခဲ့တဲ့အချက်၃ချက်ပေါ့နော်။ပထမတစ်ချက်ကတော့ဒူဘိုင်းကအင်ချမ်းကြီးတွေမှာဒီ investment လုပ်တဲ့အခါမှာကျွန်တော်တို့ဒီ cryptocurrency တွေအက stable coin ဖြစ်တဲ့ USDT နဲ့ investment လုပ်လို့ရနေပါပဲ။ เนาะဒါကဒီအပြင်ကတကယ် physical assets တွေမှာ USD နဲ့ investment လုပ်လို့ရရဲဆိုတာကမ္ဘာနိုင်ငံတွေမှာဆိုရင်နည်းနည်းရှားသေးတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီကမ္ဘာနိုင်ငံတွေကိုဒီ cryptocurrency နဲ့ပတ်သက်ပြီးကျွန်တော်တို့ဒီအုပ်စုတုံးခုခွင့်မယ်ဆိုလို့ရှင်တချို့နိုင်ငံတွေက cryptocurrency ကိုတာက illegal ဆိုပြီးတော့မှကျင်ညာထားတဲ့နိုင်ငံတွေရှိတယ်ဒါတော့တချို့နိုင်ငံတွေကြတော့လဲဒါ gray area ပေါ့နော်ဒါ legal လည်းမဟုတ်ဘူး illegal လည်းမဟုတ်ဘူးပေါ့နော်ဒီလိုမျိုး gray area မှာရှိတဲ့နိုင်ငံတွေရှိတယ်တချို့နိုင်ငံတွေကြတော့လဲ ဒီ cryptocurrency ကိုတကယ်ကို encouragement ပေါ့နော်။တရားကအနာဂတ်တဲ့အခွင့်အလမ်းဆိုလည်းပြီးပြီးတော့နိုင်ငံတွေကနေဒီ cryptocurrency ကိုအားပေးနေကြတဲ့နိုင်ငံတွေရှိရယ်။ဒူဘိုင်းကတော့ဒီတတိယအဆိုထဲမှာပါတယ်။သူကတော့ဒီ cryptocurrency ကိုအင်မတန်မားကိုသူ encouragement သူလုပ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဒီအာရှရဲ့ financial hub ဆိုလို့ရှိရင်ကောင်များကဒါစင်ကာပူလို့ပဲပြင်နေတယ်။အဲ့တော့စင်ကာပူကဒီအာရှမှာဆိုလို့ရှိရင်အဓိကအရေးပါတဲ့ဒါ financial hub ဖြစ်တယ်။ဒီဒူဘိုင်းကတော့သူက Middle East အတွက်တော့ financial hub ပေါ့။အဲ့တော့ဒူဘိုင်းကသူက အနာဂတ်အတွက်သူ့မှာ plan နဲ့အများကြီးရှိတယ်ပေါ့နော်။သူကဒီကမ္ဘာ financial hub ပုံစံမျိုးထိအောင်သူကအဲ့လိုမျိုးဖြစ်ချင်နေတဲ့ပုံစံမျိုးပေါ့နော်။အဲ့တော့အဲ့ဒီတော့ကိုသွားဖို့အတွက်ဆိုလို့ရှိရင် future အတွက်ဒီ financial industry အတွက်ဒီ crypto က immigrant အရေးပါတယ်ဆိုတာကိုသိတယ်။ဒါကြောင့်မို့ဒီဒူဘိုင်းက crypto အတွက်ကိုသူက immigrant မကိုသူက encouragement လုပ်တယ်။အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ crypto မှာဆိုလို့ရှိရင်တကယ်ကမ္ဘာအကြီးဆုံး number 1 exchange ဒီ Binance ဆိုလို့ရှင်သူကဒူဘိုင်းအခြေစိုက်တယ်လို့ပြောလို့ရတယ်ပြီးလို့ရှင်တခြားဒီ exchange တွေ drama များလည်းပဲဒါဒူဘိုင်းမှာဒါအခြေစိုက်ကြတာများအဲ့တော့ဒူဘိုင်းကသူ crypto နဲ့ပတ်သက်ပြီးတော့သူက intent ကိုသူက encouragement လုပ်တယ်ပေါ့နော်ဒါကြောင့်ဒီ real estate development တွေမှာလည်းပဲဒီသူတို့ရဲ့ဒီ agent တွေပေါ့နော်ကျွန်တော် agent တွေအကုန်လုံးကဟုတ်ချင်မှာတော့ဟုတ်မယ်ဒါပေမဲ့ကျွန်တော်နဲ့ဆွေးနွေးပြခဲ့တဲ့အဲ့ဒီ agent ပေါ့နော်သူနဲ့သက်ဆိုင်တဲ့ property တွေ drama များမှာတော့ cryptocurrency တခုဖြစ်တဲ့ USDT နဲ့ဒါ investment လုပ်လို့ရတယ်လို့ပြောတယ်ဒါကကျွန်တော်ဒီမြန်မာတွေအတွက်ဒါအခွင့်အလမ်းတစ်ခုပေါ့နော် ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမြန်မာပြည်ဘဏ်တွေဒီဘဏ်အချင်းချင်း transfer လုပ်မယ်ဆိုလို့ရှိရင်တခြားအခက်အခဲတွေဒါအများကြီးရှိနိုင်တယ်အခုတမတော့ဒါ USDT နဲ့ဒါ investment လုပ်လို့ရတယ်ဆိုတော့ဒါပုံမှန် bank transfer တဲ့ data ပို့ပြီးမှဒါလွယ်သွားတယ်လို့ပြောလို့ရတယ်နောက်တစ်အချက်ကတော့ဒါဒါ USDT နဲ့ဒါ investment လုပ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်အချက်ကတော့ဟုတ်ပြီဒါ USDT နဲ့ဒါ investment လုပ်ပြီပေါ့နော်အဲ့တော့ဒီလို investment လုပ်မယ်ဆိုလို့ရှိရင်အခွင့်အလမ်းကဘာလဲဆိုတော့10 years golden visa ပေါ့ အဲ့တော့ဒီတန်ရဂိုဒန်ဗီဇာဆိုတဲ့နေရာမှာအခုဆိုရင် time မှာဆိုလို့ရှိရင်လည်းဒါတချို့ဒီ intermediate ဝယ်လို့ရှိရင်ဒါဗီဇာရတာရှိတယ်ဒါပေမဲ့သူတမီသားစုလုံးအတွက်ရတာလို့တော့မဟုတ်ဘူးဒါပေမဲ့ဒီဒူဘိုင်းမှာကျတော့ဒီတန်ရဂိုဒန်ဗီဇာကသူတမီသားစုလုံးအတွက်ရတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်မေးကြည့်တာတော့ဘယ်လိုလဲဆိုတော့ဆိုချောက်သူဒါလင်မယားနှစ်ယောက်ရှိမယ်ဆိုလို့ရှိရင်လင်းနဲ့မယားနဲ့ဗီဇာရမယ်ပြီးဆိုသူ့မှာတာသမီ3ယောက်လောက်ရှိမယ်ပေါ့နော်တာသမီ3ယောက်ရှိတယ်ဆိုအဲ့ဒီတာသမီ3ယောက်စလုံးအတွက်လည်းဒါဗီဇာရနိုင်တယ် plus အဲ့ဒါအပြင်နောက်ထပ်ဘာရအောင်လဲဆိုတော့ကိုမဆိုကြပါစို့ driver ရှိမယ်ဆိုရင် driver dot level visa ရနိုင်တဲ့အပြင်ပြီးတော့နောက်တစ်ခါကိုမ mate ရှိတယ်ပေါ့နော်ကိုမ mate ရှိတယ်ဆိုရင်လည်းပဲအဲ့ဒီ mate dot မှာသူ visa ထပ်ရနိုင်တယ်ဆိုတော့ကိုမမိသားစု9ယောက်ရှိတယ်လင်လမယား2ယောက်ပြီးတော့တာသမီ3ယောက်5ယောက်ပြီးလို့ရှိရင် driver 1ယောက် ဒီမိတ်တရားပေါ့နော်ခုနှစ်ယောက်ဆိုအဲ့ဒီခုနှစ်ယောက်အတွက်တောင်မှဒါဗီဇာရနိုင်နေလို့သူတို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကထပ်မေးတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကို့မိဘတွေအတွက်ကောကို့ဒီ grand parents တို့ဘာလို့အတွက်ဆိုတော့သူကတော့အဲ့ဒါတော့ဒါမကျင်းသေးဘူးပေါ့နော်ထပ်မေးကြည့်မယ်လို့တော့သူတို့ပြောတယ်ပြောလို့ရှိရင်ဒီသူတို့ရှိမှဒါ investment လုပ်လိုက်ပြီဆိုတော့ ਨੇ ဒီလိုမျိုးဒီ10 year visa ရတယ်ဟုတ်ပြီအဲ့တော့အဲ့ဒီ investment လုပ်တဲ့ဆိုတဲ့နေရာမှာဒီ10 year visa က investment တိုင်းတော့မဟုတ်ဘူးသူကတတ်မှတ်ထားတဲ့ပုံမှန်တော့ရှိအဲ့ဒါကသူ့ရဲ့ minimum ပေါ့နော် minimum investment ကဘယ်လောက်လဲဆိုတော့သူတို့ရဲ့ဒူဘိုင်းငွေ AED နှစ်တန်းပေါ့နော်အဲ့တော့ AED နှစ်တန်းဆိုတဲ့အကကျွန်တော်တို့ဒီဒေါ်လာ6သိန်းနီးပါးလောက်ရှိလဲ5သိန်း6သိန်းဝန်းကျင်ပေါ့နော်ဒေါ်လာ5သိန်း6သိန်းကိုသူက investment ကသူက100% invest လောက်ရတာမဟုတ်သူတို့ရှိမှလည်းပဲဒီ instrument နဲ့ investment လုပ်လို့ရတယ်ဆိုတော့သူဒီဒေါ်လာ6သိန်းရဲ့အရင်ဆုံးသူက 24% investment လုပ်ပြီဆိုရင်နာမှာသူကဒီ visa ရှောက်ပေးလို့ရတယ်24%ပါအဲ့တော့24% in the investment လုပ်မယ်ဆိုကြမှာဆိုဒေါ်လာ6သိန်း24%ဆိုလို့ရှိရင်ဆိုပါဆိုဒေါ်လာ2သိန်းကြီးပါလောက်ရှိမှာပေါ့နော်အဲ့တော့ဒေါ်လာ2သိန်းလောက်ကိုသူကအရင်ဆုံးဒါ investment လုပ်လိုက်တယ်ကျန်တဲ့ percentage တွေကသူကတစ်လောက်1%ဖြစ်ဖြစ်2% 5%စသည်ဖြင့်ပေါ့နော်သူတို့ instrument plan မှာမူတည်ပြီးတော့မှဖြည်းဖြည်းချင်း invest ဆက်လုပ်သွားလဲကြတယ်ပေါ့နော်အဲ့တော့24%နဲ့သူက investment လုပ်လိုက်ပြီဆိုတာ ਨੇ ဆိုတော့ပြောတယ်ဒီ visa application အတွက်ကိုအဲ့ဒီ အေဂျင့်ကလည်းသူတို့ကလည်းရှောက်ပေးကိုမှမိသားစု600သုံးမ900ပေါ့နော်အဲ့ဒီ900ဆိုလို့ရှိရင်900ဆလုံးတက်ဗီဇာရအောင်အေဂျင့်ကလည်းဒါရှောက်ပေးတယ်ပေါ့နော်ဒါက ဒူဘိုင်းမှာအခြေချပြီးတော့ဒါဗီဇာအပလိုင်းလုပ်ချင်တဲ့လူတွေအတွက်အခွင့်အရေးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီဗီဇာလည်းမလျှောက်ချင်ဘူးပေါ့နော်သူရှိမှ investment လုပ်မယ်လုပ်လိုက်ပြီးလဲပြီးတော့အဲ့ဒီ investment ကလည်း return လိုချင်တယ်ပေါ့နော်အဲ့တော့ return လိုချင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းသူမှာအခွင့်အရေးရှိတယ်ဘာကြောင့်လဲဆိုတော့ဒီဒူဘိုင်းကဒါစံကုန်နိုင်ငံလိုမျိုးဖြစ်နေတာပေါ့နော်အဲ့တော့သူတို့နိုင်ငံကိုလာပြီးတော့မှအလုပ်တက်လူတွေအများကြီးရှိတယ်အဲ့တော့အလုပ်သမားလူငန်းစားတွေရှိမယ်ပြီးဆိုလို့ရှိရင်နောက်တစ်ခါဒီ company set up လုပ်တဲ့လူတွေရှိမယ်ကုမ္ပဏီအတွက်ငှားဆလို့ရတယ်လို့ တခြားဝန်ထမ်းတွေတက်လည်းပဲဒါအင်္ဂါဆာလို့ရတယ်အဲ့တော့ဒူဘိုင်းမှာကဒီ foreigner တွေအင်တန်များတာဖြစ်တဲ့အတွက်အင်္ဂါတဲ့ဈေးကကဒါအင်တန်တွင်ကျယ်တယ်လို့ပြောတယ်အဲ့တော့အင်ပြန်ငှားဆာမယ်ဆိုလို့ရှိရင် percentage ဘယ်လောက်ရနိုင်လဲဆိုတော့သူတို့ပြောနေတာကတော့ minimum 8%တော့ရနိုင်တယ်ပြောတယ်အဲ့တော့အဲ့ပါဆင်ဆိုတာကျွန်တော်ဘယ်လောက်လဲဆိုတော့ဆိုကြလို့ကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်တချို့ဒီအိမ်ပြန်ငှားစားတဲ့လူတွေဆိုလို့ရှိရင်ဒါတကယ်ဘယ်လောက်ရလဲဆိုတော့ဒါလူငယ်နဲ့6နှစ်9နှစ်လောက်ဒါခက်ကောင်းတဲ့အချိန်ပေါ့နော်ခက်ကောင်းတဲ့အချိန်မှာတော့က တလတလကို0.5%ရတယ်0.5%ဆိုတာကဆိုပါစို့3000နာအိမ်တလုံးကိုဝယ်ထားတယ်ပေါ့နော်ကွန်ဒိုဖြစ်ဖြစ်တာရေအိမ်ဖြစ်ဖြစ်ပေါ့နော်တိုက်ခန်းဖြစ်ဖြစ်ပေါ့နော်ဆိုကြပါစို့3000နာတိုက်ခန်းသုံးဖို့ကွန်ဒိုဝယ်ထားလိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့0.5%ဆိုတော့ပြန်ငားကားကတလကို5သိန်းရတယ်ဒါခက်ကောင်းတဲ့ချိန်တလောက်၅သိန်းဆိုတော့စနေနေ့နေ့ချက်တစ်နှစ်လုံးဟိုမှာဒါ360သူ့ရဲ့ ROI ကဒါ6%ပေါ့ဟဲ့နော်အခုဒူဘိုင်းမှာတော့သူတို့ပြောတဲ့ဟာကဒါ minimum 8%လောက်ရတယ်လို့ပြောတယ်8%ဆိုတာဒါ minimum နဲ့ အစာအုပ်တွေပေါ်လွင့်မှုတွေတချို့နေရတယ်ဆိုလို့ရှိရင်10% 15% 20%လောက်ထိရတာလည်းတောင်ရှိတယ်လို့ပြောတယ်။ဟုတ်နော်။အဲ့တော့ဒီကိုကအိမ်မှာ invest လုပ်တာမယ် invest လုပ်တာလည်းပြည်တယ်အဲ့ဒီအိမ်ကားစားမယ်ပေါ့နော်။အဲ့တော့အိမ်ကားစားတဲ့အဲ့ဒီအိမ်ကားကရတဲ့အကကွေ ROI ကဒါ8%ဝန်းကျင်လောက်ရတယ်ဆိုတော့ဒါဒီမြန်မာပြည်တက်စားလို့ရှိရင်ဒါဒါမြန်မာပြည်ကဒါခက်ကောင်းတဲ့အခြေအနေနဲ့နှိုင်းချင်မှာဆိုလို့ရှိရင်သူ့ထက်ဒါပုံများတယ်ကျွန်တော်ထင်တယ်ဒီ time လို့ဒီတခြားနိုင်ငံထက်လည်းပဲသူအိမ်ကားစားတဲ့ return ကဒါတော်တော်များတယ်လို့ပြောလို့ရတယ် နော်ဒါအိမ်ငါစားတဲ့ဒါ return ပေါ့ပြောချင်တော့ကတော့ဒီ property ပေါ်လဲမူတည်တယ်ကိုကဒီ property တခုဝယ်ထားပြီဆိုလို့ရှိရင်တချို့နေရာတွေကျတော့လဲ depreciation ပေါ့နော်သူ့ရဲ့ tempo ညော့သွားရရှိတယ်တချို့နေရာတွေကျတော့လဲဒါ acquisition ဒါ tempo တိုးလာရရှိဆိုကြောင့်ဆိုဒါ acquisition ဖြစ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီအိမ်ငါကားကနေ8%နဲ့ရမယ်ပြီးလို့ရှိရင်နောက်တစ်ခုကတော့ကို invest လုပ်ထားတဲ့ property ရဲ့ tempo ကလဲဒါတိုးလာမယ်ဆိုလို့ရှိရင်သူမှဒါ awan ကပုံမှန်လ10နှစ်စဉ် return အပြင်ကို invest လုပ်ထားတဲ့ property ကလည်းပဲ tempo ညင်လာတယ်လို့ဆိုလို့ရတယ် เนาะအဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကပုံမှန်ပြဆိုလို့ရှိရင်ကျွန်တော်ဒီ stock investment ပေါ့เนาะဒီ stock မှာ investment လုပ်မယ်ဆိုလို့ရှိရင်ဒီ imminent တော့ Warren Buffett ဆိုလို့ရှိရင်သူ့ရဲ့ growth ကဒါတစ်နှစ်ကိုဒါ stock မှာဆိုလို့ရှိရင်နော်20%လောက်ကျွန်တော်ရှိတယ်ဒါ crypto မှာ investment လုပ်မယ်ဆိုလို့ရှိရင်နော် Bitcoin မှာ investment လုပ်လဲဆိုတဲ့အပေါ်မူတည်တယ်ကျွန်တော်ဆိုတော့ဒီ Bitcoin မှာကျွန်တော်2022မှာတော့ investment လုပ်ခဲ့တာ2022ကနေကို2025ဆိုလို့ရှိရင်ကျွန်တော်ရဲ့ return က500%လောက်ရှိတယ် နော်အဲ့တော့ခရစ်တိုနဲ့တော့နှိုင်းရှင်လို့မရဘူးပေါ့နော်မစ္စလိုအနေနဲ့ဒါကျွန်တော်ကတော့ခရစ်တိုခွေစီခရစ်တိုခွေစီဖြစ်တဲ့အတွက်ကျွန်တော်ကတော့ယာကနုအများစုပဲကျွန်တော်ခရစ်တိုမှာ investment လုပ်တယ်အဲ့တော့မစ္စလိုအနေနဲ့ကဒီလူငယ်လေးနဲ့လူကြီးတွေနဲ့မတူဘူးပေါ့နော်တချို့လူကြီးတွေကြတော့လေသူကပါဆိုတကယ်တန်ခြင်းမဲ့အဆက်တကယ်ထိတလို့ရတဲ့ဟာတွေမှာပဲ investment လုပ်ချင်တယ်လို့လည်းရှိတယ် အဲ့လိုလူတွေအတွက်ဆိုတော့ဒါအင်ချမ်မြန်မာ investment လုပ်ချင်တယ်ဒါနိုင်ငံတကာကိုလည်းဒါနှဲချက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီဒူဘိုင်းမှာရှိတဲ့အင်ချမ်မြန်မာဒါအခွင့်အလမ်းပေါ့နော်အဲ့ရောမိတ်ဆွေတို့အနေနဲ့ဆယ်နှစ်ဇာ visa ကိုဆင်ဝင်စားလို့ပဲဖြစ်ဖြစ်ကို investment လုပ်လိုက်တဲ့အခါမှာနှစ်စဉ်ပြန်လည်ရရှိနိုင်မဲ့ဒီ return investment ကိုဆင်ဝင်စားလို့ပဲဖြစ်ဖြစ် this is selected ရှိချင်တယ်ဆိုလို့ရှိရင်ကျွန်တော် digital genius.asia@gmail.com ကိုကိုသိချင်တဲ့မေးခွန်းတွေမေးပြီးတော့မှအသေးစိတ် select ဆောင်ရနိုင်ပါတယ်ကျွန်တော်ကတော့ဒီ field က expert မဟုတ်သလို intermediate agent လည်းမဟုတ်ပါဘူးဒူဘိုင်းက intermediate agent နဲ့ဆွေးနွေးစင်မှာကျွန်တော်ရရှိခဲ့တဲ့ဘုဒ္ဓ တွေကိုကျွန်တော်ကြံလင်းနှောက်ခြင်းဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုရဲ့အနည်းဆုံးကတော့ဒူဘိုင်က intermediary တွေမှာ cryptocurrency ဖြစ်တဲ့ stable coin USDT နဲ့ investment လုပ်လို့ရတယ်။အဲ့လို investment လုပ်မယ်ဆိုလို့ရှိရင်တင်မီတောင်းစလုံးတွေစနစ်စာ visa ရနိုင်ပါတယ်။အဲ့ investment လုပ်တာတဲ့ဟာတွေကိုပြန်ငှားစားထားမယ်ဆိုလို့ရှိရင် return on investment အနေနဲ့ပနစ်ကို800ခန်းလုံးနဲ့တက်ရရှိနေပါတယ်။ ဒါမျိုးဆိုတော့ဒီ crypto အကြောင်းအရာတွေနှိပညာအကြောင်းအရာတွေနဲ့ဒီ investment နဲ့ပတ်သက်ပြီးတော့ဆင်ပင်စားရတဲ့ဆိုရင်ကျွန်တော် digital genius channel ကို subscribe လုပ်ထားပြီးပါအားလုံးကျေးဇူးတင်ပါတယ်နောက်လာမယ့် video တွေမှာဆက်လက်ဆောင်တွေ့ပါမယ်